ပြည်သူတို့ပန်ကြားချက်မင်းတိပြည်သူကိုပန်ကြားစရာရှိပါတယ်အတိတ်အကြောင်းအချင်းရာတွေကို လေ့လာပြီးသင်ခန်းစာယူစရာအနှစ်ချုပ်လို့ယူတော့ရပါတယ်ပန်ကြားချက်၃ရဖြစ်ပါတယ်ခေါင်းဆောင်အွေမမားဖို့တနည်းအားဖြင့်ခေါင်းဆောင်အမွေးမမားဖို့ရည်ရွယ်ပါတယ်နံပါတ်၁စင်ကျင်တုံတရားမရှိတဲ့တော်လန်ရေးသမားကို မချီးမြှောက်မိပါစေနဲ့နံပါတ်၂ ညာကိုအထင်သေးရှုပ်ချတဲ့နိုင်ငံကြီးသမားကိုမပင့်တင်မိပါစေနဲ့။နံပါတ်3လူမှုကိုမလေးစားတဲ့ခေါင်းဆောင်ကိုတက်ဆိုးမရှိပါစေနဲ့။ဒီအချက်၃ချက်ဟာလိုရင်းဖြစ်ပါတယ်။အထက်ပါကြောင်ချင်းရာတွေကို မစင်ကျင်မီပဲမချင့်ချိန်မီပဲမစင်စားမီပဲအများသဘောအမှားပေါများစွာနဲ့ကြုံတယ်လို့တွန်းလှုံရင်မြမနယ်ဦးတော်လန်ကြီးအောင်မြင်စေအောင်တော့တိုင်းပြည်နဲ့လူ့ဖွဲ့စည်းရဲ့ဒုက္ခဟာပုံစံတစ်မျိုးနဲ့ လာပါလေဦးမယ်အခုလေဒုက္ခရောက်နေပါပြီနောက်လေဒုက္ခမရောက်စေဖို့ပြည်သူတို့ပန်ကြားချက်၃ရက်ဟာအရေးကြီးတယ်လို့ထင်ပါတယ်အစိုးကျတန်တရာကနေရုံထွက်ဖို့အမားဟောင်းတွေပြန်မမာဖို့ဒုက္ခသစ်တွေထမှန်မမွေးဖွားဖို့ဒီအချက်၃ချက်ကိုအထူးတတိထားကြပါလို့တိုက်တွန်းလိုပါတယ်စင်ကြီးတုံတရားမရှိတဲ့တော်လိုင်းသမားကိုချီးမြှောက်လိုက်တဲ့အခါပညာကိုအထင်သေးရှုပ်ချတဲ့ နိုင်ငံရေးသမားကိုပင့်တင်လိုက်တဲ့အခါလူတို့ကိုမလေးစားတဲ့ခေါင်းဆောင်ကိုတက်ဆိုးရှည်စီလိုက်တဲ့အခါတော်လန်ကြီးအောင်ရင်လည်းအလုံးအလိုလိုဟာအဟောတိကံဖြစ်နိုင်ကြောင်းလက်တို့သတိပေးလိုက်ရပါတယ်ခမညာ